ာစီကုန်ပန်းကိုခြင်ထားတဲ့သူတွေအတွက်မြန်မာနိုင်ငံကိုတိုက်ရိုက်ငွေလွှဲလို့ရဆိုတာအလုံးသိပြီလားခင်ဗျာမသိသေးတဲ့သူတွေအတွက်ထပ်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ KB တဲ့ကိုတိုက်ရိုက်လွှဲတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့လိမ့်စာထဲတာကိုကျွန်တော်ဒီနေ့အသေးစိတ်ထပ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာအထူးထူသွားပြီးတော့ချိန်ကြရအောင်ခင်ဗျာပထမအဦးဆုံးကျွန်တော်တို့ကဒီ K plate တွေကိုဝင်သွားရမှာဖြစ်ပါတယ်နော် K plate လေးကိုနှိပ်မယ်အရင်ဦးဆုံးကျွန်တော် K plate တွေကိုနှိပ်ပြီးလို့ရှိရင်တော့ဒီမှာငွေလွှဲတဲ့နေရာကိုကျွန်တော်တို့ကသွားရမှာပဲဖြစ်ပါတယ်နော် မျိုးစုံငွေသွဲတဲ့နေရာလေးကိုကျွန်တော်တို့ဒီနေရာလေးကိုနှိပ်ပါမယ်เนาะညာလေးကိုနှိပ်ပါမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းရဲ့ password နံပါတ်6လုံးကိုရိုက်ထည့်ပေးပါเนาะโอเคပါအဲ့လိုရိုက်ထည့်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့အောက်မှာဆိုရင်တော့ကဘာလုံးညာလေးကိုတွေ့ရပါလိမ့်မယ်ခင်ဗျာเนาะโอเคအဲ့ဒီညာကိုနှိပ်လိုက်ပြီးတာနဲ့သူကဒီမှာခဏလေးစောက်ပြရမှာဖြစ်ပါတယ် โอเคเนาะကျွန်တော်ဒီမှာဆိုရင်တော့လိမ့်စာထည့်တဲ့နေရာကိုရောက်လာပါပြီเนาะဒီနေရာမှာကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါလေအားလုံးကတော့လိမ့်စာအထည့်ရတာတဘောကြားတဲ့သူတွေရှိကြတာเนาะဒီလိမ့်စာထည့်တဲ့နေရာမှာကျွန်တော်တို့တော်တော်များများမေးထားကြပြီဒီမှာအပေါ်ဆုံးတန်းမှာဆိုရင်တော့ကျွန်တော်တို့ကဒီမှာအာကိုယ့်ရဲ့အိမ်နံပါတ်ကိုထည့်လို့ရတာเนาะတိတော့ short မှာလည်းဖြစ်တော့ online မှာဈေးမှာလို့ရှိရင်ကိုယ့်ရဲ့အိမ်နံပါတ်ကိုထည့်လို့ပဲထည့်လို့ရတယ်ထိုင်းရေးလိမ့်စာကိုထည့်ရတာเนาะမြန်မာလိမ့်စာမဟုတ်ထိုင်းလိမ့်စာကိုထည့်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်တို့အားလုံးနေနဲ့ အာကြိုက်တဲ့နံပါတ်ကိုထည့်လို့ရတယ်သူကဒီမှာဒါဆိုမူပေါ့နော်ရက်ကွက်ဘလောက်လဲသူဆွဲဘလောက်လဲသူထည့်ခိုင်းကြတော့ကြိုက်ရဲ့နံပါတ်ကိုကောက်ထည့်လို့ရသည်အာဝါနံပါတ်လေးအောင်ဖြည့်ပြလိုက်ပါပြီးလို့ရှိတော့ဒီအောက်မှာဆိုကျွန်တော်တို့ဒါသူ့ရဲ့ဒီကြော်ဝါအံဖုံတံဖုံပေါ့နော်ထိုင်းလို့ပြောတော့အဲ့ဒါသူထည့်ခိုင်းတဲ့နေရာမှာကျွန်တော်တို့ကျွန်တော်ဆိုတော့ဒါလွယ်လွယ်လေးပဲဘန်ကောက်ပြီးတော့အောက်မှာဘန်ဘောဘန်ဘောပဲကျွန်တော်ထည့်လိုက်ပါတော့နော်ဘန်ဘောမှာဖြစ်တဲ့ကြောင့်အာကြံတဲ့သူလည်းကိုယ့်ရဲ့လိမ့်စာလေးကိုထည့်လို့ရအောင်နော်အဲ့လိုမျိုးပဲပုံမှန်လေးထည့်သွားလိုက်ရုံပါပဲ အဲ့ဒါလေလွယ်လေးပဲเนาะဒီ၃ချောင်းလုံးမှာရွေးလို့ရတာเนาะကျွန်တော်တို့ဒီမှာရွေးစရာမလိုဘန်ကောက်ပဲဆိုတော့เนาะအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒါအားလုံးလဲလိမ့်စာသေးတဲ့ညမှာလွယ်သွားပြီးလို့ကျွန်တော်ထင်ပါတယ်เนาะတော်တော်များမေးကြလို့ပါခင်ဗျာပြီးလို့ရှိရင်တော့ဒီမှာအောက်မှာကျွန်တော်တို့ဒီအောက်က net အစိမ်းရောင်လေးကိုနှိပ်လိုက်ရုံပါပဲခင်ဗျာโอเคခဏတော့စောက်ရပါเนาะတို့တို့တွားနေတာဖြစ်နေတဲ့အတွက်ကြောင့်โอเคအာပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ အာနိုင်ငံရွေးပါမယ်เนาะကျွန်တော်ဘယ်နိုင်ငံကိုလွှဲမလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ KB တဲ့ကိုလွှဲမှာဖြစ်ကြောင်းမြန်မာနိုင်ငံကိုအာသွားပါမယ်ခင်ဗျာเนาะโอเคမြန်မာနိုင်ငံကျော်သွားပြီโอเคဒီမှာပါမြန်မာနိုင်ငံကိုတွေးပြီးဆိုရင်ကျွန်တော်ကနှိပ်လိုက်ပါမယ်အာပြီးလို့ရှိတော့ကျွန်တော်ဒီအောက်မှာအစိမ်းရောင်လေးကိုပဲထပ်ပြီးတော့ဒီမှာဆွဲတင်သွားလို့ရเนาะအစိမ်းရောင်လေးကိုပဲနှိပ်သွားလို့ရပါတယ်ခင်ဗျာเนาะအရန်ကိုမှအရေးကြီးပါတယ်အစိမ်းရောင်လေးကိုပဲထပ်ပြီးတော့နှိပ်သွားပါမယ်အဓိကအရန်ကိုမှလိုအပ်ပါတယ်ပြီးလို့ရှိတော့ကျွန်တော်ဒီမှာဒီလိုလေးပေါ်လာပြီးဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဖုန်းမှာ ာဖုန်းနံပါတ်လေးကိုကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့ KB ရဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာနော်โอเคအဲ့လိုရိုက်ထည့်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအာနံပါတ်လေးထည့်မယ်နော်နံပါတ်တော့မမှားစီပါနဲ့ခင်ဗျာโอเคကျွန်တော်ပြန်ပြီးတော့ထည့်ပြပေးတာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်နံပါတ်လေးတခြားလေးရိုက်ထည့်ပေးပါမယ်အာပြီးတော့ကျွန်တော်တို့ဒီမှာမြန်မာငွေဘယ်လောက်ထည့်မလဲကျွန်တော်ဒါဥပမာစမ်းပြီးတော့ဒါသူ့ရဲ့ ဒီတတောင်းပေါ့တတောင်းချက်ပဲကျွန်တော်ဆန်းပြီးတော့နှိပ်ပြပါမယ်เนาะပုံမှန်အတိုင်းပဲအဲ့တော့နှိမ့်လိုက်ရင်အောက်မှာထိုင်းဘက်ကသူ့ဇီယာဒီတိုင်းပဲသွားပါလေကျွန်တော်တို့ကတချို့ကတော့အပြင်အပွဲစားနေတာဆိုဇီးလောက်တိမရှိဘူးဒီမှာကျတော့များတယ်ဆိုတချို့ကပြောကြပါလေအဲ့တော့ဒါကတော့ကျွန်တော်တို့ကိုကြည်နှမကိုလွှဲလို့ရတာပေါ့နော်ဒါပေမဲ့သူကလွှဲခွင့်ပေးထားရဆိုတော့ပဲကျွန်တော်တို့ကပြောပြပေးတာဖြစ်ပါတယ်နော်အဲ့လိုလွှဲတော့မယ်ဆိုရင်ကျွန်တော်အောက်မှာဒီမှာလွှဲရတဲ့ရည်ရွယ်ချက်ကိုကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ်နော်အဲ့မှာဆိုရင်တော့အကြီးကားကဒီမှာလုပ်ငန်းတုံးလို့ပဲထည့်လိုက်မယ်နော် โอเคပြီးလို့ရှိအောက်မှာကျွန်တော်တို့မှာမိသားစုလို့ထည့်လိုက်လဲရအောင်เนาะဒါဆိုတော့ကျွန်တော်တို့အဆင်ပြေပါပြီเนาะဒီမျိုးထည့်လို့ရှိတော့ဒီမှာသူအောက်က next လေးကိုထပ်ပြီးတော့နှိပ်လိုက်ရုံပါပဲခင်ဗျာအဲ့ဒါဆိုရင်တော့သူတို့ဒီမှာပတ်စံလွှဲလို့ရတဲ့အရာလေးကိုပေါ်လာပါလိမ့်မယ်เนาะခဏလေးစောက်ပြပါဒါဆိုအဆင်ပြေပါပြီဒီမှာသူတို့ပြတဲ့အတိုင်းပါပဲဒီမှာကျွန်တော်တို့လှဲလိုက်တဲ့ထည့်လိုက်တဲ့เนาะ KB ရဲ့နံပါတ်ကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ပြီးလို့ရှိရင်တော့ဒီအောက်မှာဆိုရင်တော့သူပြဟာ1000ချက်ကို89 နှစ်ပတ်နဲ့ပြာ90လွှဲခါကတော့ကျွန်တော်တို့20ပေါ့နော်ဒါတော့သိလိုက်လဲဆိုရင်တော့ဒါလွှဲပြီးသားဖြစ်ပါတယ်ခင်ဗျာအဲ့တော့တနည်းတော့သူက1000ဘက်ပဲပေးလွှဲပါတယ်နော်ဒါတော့ကျွန်တော်တို့အရေးပေါ်လွှဲလို့ရအောင်လို့ဒီလောက်တွေသူတို့ KB ကနေပြီးပြပြထားအာဒီ K Black ကနေပြီးတော့မှသူတို့ပေးလွှဲထားတာဖြစ်ပါတယ်အားလုံးပဲ like လုပ်လို့ရပါတယ်အဆင်ပြေနိုင်ကြပါစေခင်ဗျာဒီ file လေးကိုလည်းနောက်ထပ်ဟိုမသိတည်တဲ့သူတွေလည်း share သွားပေးဖို့အတွက်လည်းအာတောင်းဆိုပါတယ်ခင်ဗျာကျေးဇူးအထူးနဲ့မှတင်ရှိပါတယ်ခင်ဗျာအဆင်ပြေကြပါစေခင်ဗျာ